Hello အားလုံးမင်္ဂလာပါဖူဖော်မချန်ကနေကြိုဆိုပါရစေဆိုတော့ Champions League ပွဲစဉ်နေတဲ့ကဒီတစ်ပတ်မှာဆိုရင် Chelsea ဟာအဝေးဝင်း Carabao နဲ့တွားပြီးတော့ရှင်ပြိုင်ကစားရပါမယ်။နီးပြအန်ဇူမာရက်စကာရဲ့အတင်က London Derby မှာလည်းအဝေးဝင်းမှာအနိုင်ယူပြထားတယ်ဆိုတော့ဒီပွဲမှာလည်းထပ်ပြီးတော့အနိုင်ရဖို့အတွက်ရေမန်းအစားဆုံးအတင်းကျွန်တော်တို့ဖြစ်နေတယ်ပေါ့နော်။ဆိုတော့လက်ရှိဒီနှစ်အတင်းနဲ့ပတ်သက်လို့ကျွန်တော်ပြောကြည့်အောင်မယ်။အားလုံးမင်္ဂလာပါဆိုတော့ဒီပွဲမှာ Chelsea ကဘန်နကူရလက်နဲ့ဘူးပြက်နိုင်သွားလိမ့်မယ်ထင်ကြလဲ။ ဆွေးနွေးကြပါအောင်ဆိုတော့ဆွေးနွေးကြပါအောင်ဆိုတော့အဲပထမဆုံးအနေနဲ့ပေါ့နော်ကျွန်တော်တို့ကြည့်ရမယ်ဆိုလို့ရှင်တော့လက်ရှိ Chelsea နဲ့ရှင်ပြန်ကစားရမယ်ကာရာဘတ်ကဒီ Chelsea နဲ့ပေါ့နော်ဒီ Champions League မှာတိတ်ပြီးတော့မကွာဘူးပေါ့အထူးသဖြင့်ကာရာဘတ်ဟာ၃ပွဲကစားပြီးတဲ့အနေထားမှာသူတို့၂ပွဲထိသူတို့အနိုင်ရထားတယ်နောက်ပြီးတပွဲရှုံနေထားတယ်တည်ရပွဲမရှိသေးပဲနဲ့ပေါ့နော်အဲတိုက်စစ်ကလည်းအဲအဲ့ဒီမှာ6-9ထိတွင်းထားပြီးတော့ခန်းစစ်က9-9ပြန်ပေးထားရတယ် Chelsea ရဲ့ဘက်ကလည်းဒါအဆင့်7မှာကျွန်တော်ရှိနေပြီးတော့3ပွဲမှာ2ပွဲနိုင်ထားတယ်တပွဲတည်းကြာပြီးတော့သူတို့တွေအဲဆိုတော့တပွဲရှုံးနေထားတယ်ပေါ့နော်9ဂိုးသွင်းပြီးတော့4ဂိုးပြန်ပြီးထားရပါတယ်တကယ်တမ်းကကာရာဘတ်အနေနဲ့ကျွန်တော်ကြည့်မယ်ဆိုလို့ရှင်သူတို့ရဲ့အဇာဘိုင်ဂျန်လိဂ်မှာဆိုလို့ရှင်ဒါအဆင့်1မှာကျွန်တော်ရှိနေတယ်ပေါ့နော်အဲအဆင့်1မှာကျွန်တော်ရှိနေတယ်10ပွဲဒီမှာတော့သူတို့ဒီ Athletic Club Bilbao ကိုသူတို့ဒီ3-1ဆိုတဲ့ရလနဲ့သူတို့ကရှုံးနေထားတာ ရှုံးနေထားတယ်သူတို့တွေဘင်ဗီကာလိုအသင်းမျိုးတွေကိုကျွန်တော်တို့ကအနိုင်ယူထားတယ်ပေါ့နော်ဆိုတော့အတိုင်းနာတစ်ခုကြီးတော့ပေါ့နော် Champions League ကံဒီရပြီဆိုကြတဲ့ကသူတို့ပြည်တွင်းမှာအချိန်ကြီးကောင်းတယ်ဒါအပြင် Champions League ၃ပွဲမှာလည်း၂ပွဲအထိအနိုင်ရထားတယ်ဆိုတာကိုကျွန်တော်တို့ကြည့်ရင်တုံတုံတော့ဒီ Chelsea တို့အထင်သေးလို့မရဘူးဆိုတာကျွန်တော်ဒါပြောရမယ်ပေါ့သို့တော်လည်းပဲလက်ရှိအကြီးချင်းချင်းကနှစ်သင်းကြားထဲမှာကွာဟမှုကတော်တော်လေးကိုကျွန်တော်တို့ကြည့်တယ်သူတပင်းတော့ကျွန်တော်အနေနဲ့ ဒီကာရာဘက်ကစားမတွေဆိုတဲ့မျိုးကချဲစီကစားမတွေကိုရှင်ပြိုင်ကစားနိုင်စွမ်းကျွန်တော်ပေါ့နော်အများကြီးကျွန်တော်ရှိမနေဘူးเนาะအများကြီးရှိမနေဘူးဒါပြင်ချဲစီအနေနဲ့လည်းဒီတက်ပို့ပြီးတော့ခက်ခဲတဲ့အသင်းတွေနဲ့ရှင်ပြိုင်မှာကစားရခင်မှာဒီလိုပွဲမျိုးမှာတော့အနိုင်ယူထားနိုင်ဖို့လိုပါတယ်ဘာလို့လဲဆိုတော့ international break ပြီးပြီဆိုတာနဲ့เนาะကျွန်တော်ချဲစီရဲ့ဘက်ကတကယ်ပွဲကောင်းတွေကိုသူတို့သာ အာအသင်းကောင်းအနေနဲ့ယင်ဆိုင်ရတော့မှာချယ်ဆီကလက်ရှိကျွန်တော်တို့ပေါ့နော်ဒီဘရုံးညမှာဆိုရင်ကာရာဘတ်နဲ့ကစားရမယ်အဲ့ဒါပြီးတာနဲ့ international break မနာခင် premier league မှာဆိုလို့ရှိရင်လက်ရှိတိုင်ပက်နေတဲ့ uban နဲ့ကစားမယ်ဆိုတော့အဲ့ဒါပြီး international break နားပြီဒါပေမဲ့လို့ international break နားလို့ပြန်လာပြီးဆိုတာနဲ့ချယ်ဆီဟာဘန်လီကွင်းကိုသွားကစားရမယ်ဒါပြဿနာမရှိသေးဘူးဒါပေမဲ့လို့ပေါ့နော်သူတို့အနေနဲ့ဘာစီလိုနာကိုအိမ်ဝင်းမှာလက်ခံကစားရမယ်ပြီးရင် Chelsea အနေနဲ့ Arsenal ကိုအိမ်ဝင်းမှာလက်ခံကစားရမယ်ပြီးရင် Leeds United ကိုအဝေးကွင်း ဘုံမောက်ကိုအဝေးခွင်ပြီးအက်တလန်နာကိုအဝေးခွင်ဆိုပြီးတော့ဇက်တိုက်တွေကျွန်တော်ကစားဖို့ရှိတယ်။ဒါကြောင့် Champions League ကိုကျွန်တော်ကြည့်မယ်ဆိုရင်ပေါ့နော်။ဒါအတိုင်းအတာတစ်ခုထိ Chelsea ကိုဒုက္ခပေးနိုင်စွမ်းရှိတဲ့အသင်းကြီးပဲရဲ့။အဲ့ဒီတော့ Chelsea ဟာဒီလိုပွဲမျိုးမှာတက်နေနေများရက်လက်ပြက်အောင်လုပ်ပြီးတော့အနိုင်ယူပြနိုင်ဖို့လိုပါတယ်။အခုဆိုလို့ရှိရင်တို့လန်ဒန်ဒါဘီမှာအဝေးကွင်းမှာအကောင်းဆုံး performance နဲ့တို့တွေအနိုင်ရတယ်ဆိုတော့အဲ့ဒီရှိမှဆိုလို့ရှိရင်ဝူပါန်နဲ့ကိုဂိုးပြက်တွေပါလေကျွန်တော်နိုင်တဲ့ EFN ကမှာအဲ့ဒီရှိမှဆန်နလန်ကိုတို့တွေရှုံးနေဆိုတော့ ပွဲတွေဟာနိုင်ပွဲပြန်ယူပြီးတော့ဇက်တိုက်စုလိုနိုင်ပွဲတွေပြန်ဖန်တီးနိုင်ဖို့ကျွန်တော်လိုတယ်ပေါ့နော်။ဒါကြောင့်ပရီးမီးယားလေးကိုနိုင်ပွဲရယူပြီးမှချန်ပီယံလိဒီနိုင်ဘူဒီပွဲမှာလည်းထပ်ပြီးတော့အနိုင်ရလိမ့်ဦးမယ်လို့ကျွန်တော်ထင်တယ်။ဒါအပြင်တောင်မန်ကစားမားတွေဖြစ်တဲ့တူးတူးပင်ကာနာချူရူပါတို့အတွက်ဒါအခွင့်အရေးကောင်းပါအခွင့်အရေးကောင်းဆိုတာကာနာချူရူကိုကျွန်တော်ကြည့်ရင်ပေါ့နော်ဒီဆန်ဒလန်နဲ့ပွဲလာဟာလာနော်ကျွန်တော်ဒီဂိုးသွင်းထားတဲ့တပွဲကလွှဲရင်ကျွန်내ပွဲတွေမှာတော်တော်လေးကိုအဆင်မပြေတာပေါ့နော် ဒါအပြင်သူဟိုတနေ့ကပွဲမှာလဲစပါးနဲ့ပွဲမှာလာသူ့ကိုလူသားလဲလဲတဲ့ခါကျတော့ကာနာချိုကလုံးဝသဘောမကျတဲ့ပုံစံကြီးကျွန်တော်တွေ့ရတယ်ပေါ့ဒါလည်းဒါကြီးကလည်းမီဒီယာတွေပေါ်မှာလက်ရှိပြန့်နှံ့နေတာပဲအဲ့ဒီတော့နီးပြမာရက်စကာကနောက်တစ်ခါထပ်ပြီးတော့ chance ပေးမယ်ဆိုရင် ကာနာချိုကသူဘာကြောင့်မနော်အခွင့်အရေးပေးတင်တယ်လဲဘာကြောင့်ငါ့ကိုပွဲထွက်လူစင်မှာနေရာပေးရတာဟာထိုက်တန်တယ်လဲဆိုတော့အကြီးချင်းမျိုးပြနိုင်မှကျွန်တော်ဖြစ်မယ်နောက်တစ်ခုကကာနာချိုအတွက်ပူပြီးတော့ဗောနောကောင်းနေတာတစ်ခုကသူရှင်ပြန်နေရတာဒီ Jamie Giddens ပါ ပြောရရင်လက်ရှိသူတို့ဘာသာသူတို့ဒေါ်မွန်မှာဘလောက်ပဲကောင်းကဲကောင်းကဲမန်ချက်စတာယူနိုက်တက်မှာဘလောက်ပဲကောင်းကဲကောင်းကဲလက်ရှိတောင်ပန်မှာတော့ဗောနော်ဒီနှစ်ယောက်စလုံးဟာအဆင်မပြေပါဘူးချက်စီ level ကိုမရှိသေးဘူးပြောရမှာဗျာချက်စီတင်းလက်ရှိရှိတင်းရှိထိုက်တဲ့ level မှာဒီကစားမနှစ်ယောက်ရဲ့ performance တွေကလုတ်ပြနိုင်ခြင်းမရှိသေးဘူးအဲ့တော့နှစ်ယောက်စလုံးကိုအပြောင်းလဲလုတ်ပြီးတော့သုံးနေရတယ်ဆိုလားဆိုတာကလည်းတယောက်ကကောင်းပြီးတော့တယောက်ကမကောင်းလို့ဆိုတဲ့ပုံစံမျိုးမဟုတ်ဘဲနဲ့အဆင်မပြေတဲ့နှစ်ယောက်လုံးတွေကမှသူ့ဟာနဲ့သူတင့်တော်မှာလေတင့်တော်မဲ့ထင်တဲ့ကောင်လေးတွေကို မာရစကာကပြောင်းသုံးနေရတာအဲ့တော့ဒီကစားမားတွေနေနေပေါ့နော်နှစ်ယောက်စလုံး left wing မှာဆိုရင်ပူကောင်းတဲ့ performance တွေပြနိုင်မှုလိုပါပြီနောက်တစ်ခုကကျွန်တော်နေနေပါတော့ petro netu ပေါ့ netu တို့ကတော့ကာနာချူတို့ jimmy kittens တို့လို့မဟုတ်ဘဲနဲ့ပုံမှန်ပွဲကစားခွင့်ရနေတယ်ပေါ့နော်အတိုင်းမဲ့ကျွန်တော်တို့မထိုက်တယ်မှုလို့ထင်တယ် netu အနေနဲ့ netu မှာကြီးနေစရာကောင်းတာကခိုကက်ပြီးတော့ကစားတဲ့ကစားမမဟုတ်ဘူး war rate တွေ immediate ကောင်းနေတယ်မှာပါတယ် defensive မှာဆိုလို့ရှိရင်အများကြီးကုနိုင်စွမ်းရှိတယ် တိုက်စစ်ဆိုလို့ရှိရင်လည်း counter attack တွေမှာ threat လုံနိုင်စွမ်းရှိတယ်ပေါ့နော်ပြည်ထနာကမထီရောက်ဘူးပြတိုက်စစ်မှာနေတူကခန်းစစ်မှာတော့သူတောင်းမန်ကစားမတယောက်အနေနဲ့ပေါ့နော်အလုံးလုံးနိုင်တာပို့ပြီးတော့ကောင်းကောင်းတွေ့ရလိမ့်မယ်ဒါမှမဟုတ်တိုက်စစ်ကိုသွားတဲ့အခါနေတူစီကနေပြီးတော့ဒီတဲ့ပူကောင်းတဲ့ output တွေကျွန်တော်လိုပါတယ် assist တွေဖန်တီးမှုတွေပေါ့နော်ကျွန်တော်တို့က chance creation တွေ patronate လိုမျိုးပုံမှန်ပွဲထွက်ခွင့်ရတဲ့ကစားမတယောက်စီကနေပြီးတော့ Chelsea ကပူကောင်းတဲ့ရည်ချင်းတွေကျွန်တော်မြင်ရဖို့ကျွန်တော်လိုပါတယ်နောက်တစ်ခုကလူငယ်ကစားမလေးဖြစ်တဲ့ Estevao က အရင်မှာရှိတင်တဲ့ပရိယာမျိုးပြုလို့ကျွန်တော်မထင်တော့ဘူး။ဒါ session နေပဲရှိသေးတယ်နော်။ဟိုနီးပြားကလည်းသူ့ကိုပွဲတိုင်းမတုံးဘူးပေါ့။တိုးတိုးလည်းပဲဒီ exam လေးကသူ့စီဘောလုံးရောက်ပြီဆိုတာနဲ့ပြိုင်မဲ့ရဲ့ခံစီကိုကောင်းကောင်း threat လုပ်နိုင်စွမ်းရှိတဲ့ player မျိုးပါ။အဲဒါကြောင့်ပေါ့နော်ဒီပွဲ Karabakh တို့ဘာလို့လဲပွဲမှာမလွယ်ကူနိုင်ပြီမဲ့လေလို့ဒါအဝေးဝန်းဖြစ်တယ်ဆိုတော့အစားပိုင်းကြံကိုသွားကစားရမှာဆိုတော့ပေါ့နော်။ Chelsea ပဲအက Tie 6 Zama တွေနေနဲ့ဒီတက်ပူကောင်းတဲ့ performance တွေပြနိုင်ဖို့လိုတယ်။ဒီ Estevao တို့နေနဲ့ ပက်ထိုနေဒိုတို့နေရာကိုလူနိုင်စွမ်းရှိရဆိုတာကိုအခွင့်အရေးရရင်လုတ်ပြနိုင်ဖို့လိုတယ်ပေါ့ကျွန်တော်တို့ချက်စီနေနဲ့အနိုင်ရဖို့အတွက်ကတိတ်ကိုတန်တရားရှိစရာလိုတဲ့ပွဲမျိုးလို့ကျွန်တော်မထင်ဘူးအဓိကကဘယ်ကစားမတွေ performance ကောင်းကောင်းပြမလဲဆိုတာပဲခန်စစ်တွေမပေါ်စားဖို့လိုတဲ့ Robert Sanchez ကနေပြီးတော့ consistent ဖြစ်တဲ့ performance ကောင်းနေဦးနေကစပါးနဲ့ပွဲလုံးကလိုမျိုးမြင်ရဖို့ကျွန်တော်လိုတယ်တိုက်စစ်မှာဆိုလို့ကျွန်တော်တောင်မန်ကစားမတွေစီကနေပြီးတော့ပူကောင်းတဲ့ performance တွေတွေ့ရဖို့လိုတယ်ကျွန်တော်ကတော့ဂါနာချိုကိုပွဲထုတ်သင့်တယ်လို့ထင်တယ်ဂါနာချိုကဒီပွဲမှာ သူ့ရည်ချင်းကိုပြဖို့တော့အခွင့်အရေးကောင်းဆိုတာကိုသူကောင်းကောင်းမြင်လိမ့်မယ်လို့ထင်တယ်ပေါ့နော်စပါးနဲ့ပွဲမှာပွဲထွက်ပြီးမှဒီပွဲလည်းထပ်ပြီးတော့ပွဲကစားခွင့်ရလာလဲဦးမယ်လို့ကျွန်တော်ယူဆတယ်ဆိုတော့ညီကတို့အနေနဲ့ရောဘယ်လိုမြင်ကြလဲကျွန်တော်ချယ်ဆီအနေနဲ့တိုက်စစ်တာအချင်းကြီးကောင်းနေဆိုလို့ရှိရင်3-0လောက်ထိကိုသွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ညီကတို့ရောဘယ်လိုမြင်ကြလဲဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်